အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ19ရက်ညနေခင်းစီးရီးသတင်း36ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်ဖားကန်ဒေသဖြစ်တွေ့တိုက်ပွဲနဲ့ဆေးရေးလှုပ်ရှားမှုတွေဟာမကြာမီပြန်လည်ငြိမ်သက်သွားမှာဖြစ်ပါတယ်ရခိုင်တပ်တွေလှုပ်ရှားမှုမရှိလို့တပ်မမှုကိုဖမ်းဆီးအရေးယူမှုပြုလုပ်ခဲ့တာမှုရှင်လင်တပ်မဟာတုံးကဆေးရေးပြနေတဲ့သဘောမျှတာဖြစ်ပါတယ်ဘလောက်မှာကြောတဲ့စစ်ကြောင်းဖြစ်ပါသေး ဖားကံမြေကိုနင်းမိတာနဲ့ပျော်ပြောင်းသွားရလောက်မှော်ဆန်တဲ့နေနေဖြစ်ပါတယ်။အလုံးစုံသုံးလလို့ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။အခုတလားပြေကနင်းနေပါပြီ။ဖားကံတမကုန်းမှာလုံခဲ့တဲ့နှစ်ရက်အတွင်းမက်ဆီကိုက်အနောင်30ဒလားမြေမြုပ်လိုက်ရတယ်လို့သိရှိရပါတယ်။ရှမ်းမြောက်နောင်ချုံမြို့အနီးဝန်းကျင်အထိစိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ကံကြီးကိုကြော်လွန်လာတဲ့တိုက်စစ်ဟာညံတော့နဲ့ရွှေသွန်းဝင်းကျင်မှာရပ်တန့်နေဆဲဖြစ်ပါတယ်။ ရတ္တနေမှာပဲဖြစ်ပါမယ်မရတ္တငံရင်လဲမြို့ထဲရောက်လို့နီးနေပြီဖြစ်ပါတယ်ကံကြီးကိုကျော်ဖြတ်လာနိုင်တဲ့စစ်ကောင်စီရဲ့တိုက်စစ်အဟုန်ကို short တွက်လို့တော့မရဘူးဖြစ်ပါတယ်မန်လေတာမလျာရှိတဲ့ဆန်မှာဖိဖိမှုထမှန်ဖြစ်ပွားနေပြီးအများအားဖြစ်နေကြထမ်းမင်ကုန်းဘက်မှလို့သုံးသပ်ရပါတယ်မရရနောက်ချမ်းကိုသာကွက်ကွက်လေးစိုးမိုးထားနိုင်တာဖြစ်ပြီးချီးတွေ့တိုက်ပွဲမဖြစ်တဲ့နေမျိုးဖြစ်ပါတယ်။တပည့်ချင်းနေမျိုးလဲမှာတော့ ယနေ့မနေ့ပိုင်းအထိငြိမ်သက်တရားဖြစ်နေတာကိုတွေ့ရပါတယ်။သခိုင်းသာရင်းမာပဲခရင်ပလဲမြုံနယ်ကမ်းတော်ရဲစခန်းမှာအွန်လိုင်းစိုက်နိုင်ခဲ့ပြီလို့ဆိုပါတယ်။စီနေတိုက်ခိုက်ပြီးပြန်လည်ဆုတ်ခွာခဲ့ခြင်းလားအပြည့်အပိုင်းတိမ့်ပိုက်ထိန်းချုပ်နိုင်ခြင်းလားဆိုတာကတော့ထုတ်ပြန်ကြေညာချက်ကိုသာစောင့်မျှော်ကြရမှာဖြစ်ပါတယ်။ဂျန်ကုန်တာတောင်ဥက္ကလာခြေဆိုင်အမှန်436ချင်းမြန်တရရတသားတူဝက်လက်နေမြေထဲမှာခဲရမပါအလင်းဝင်လာတာရှိပါတယ်။ အဆိုပါတိုင်ရင်ရဲ့တိုင်ရင်မှုအားဒုတိယဗိုလ်မှူးကြီးဖုံးမြင့်ကျော်ဖြစ်ပြီးလက်ရှိနောက်ချန်အင်အား40ကန်းသာရှိပါတယ်။ခရမ်းမြို့နယ်လုံခြုံရေးတာဝန်ယူထားရပြီးဒုတိယမှုဗိုလ်မှူးချမ်းမြင့်ကိုကိုဦးစည်းရဲ့အင်အား80ကန်းကတော့ဝေဆောင်တဝိုက်စစ်စင်ရေးထွက်နေရတယ်လို့သိရှိရပါတယ်။မကွေးတိုင်းပခုတ်ကူကနေထွက်လာတဲ့ရိခါရင်နံကမ္မမြို့ထဲကနေစတင်ထွက်ခွာလာနေပြီဖြစ်ပါတယ်။ ဆိုပါရင်လည်းဟာဂျားပြတ်တိုက်ခိုက်ခံရမှာစိုးတဲ့အတွက်ရှင်ပြေးစစ်ကြောင်းနဲ့နယ်မြေစိတ်ကြိုက်ရှင်းလင်းပြီးမှဖားကုံစနစ်နဲ့ရွေးချားနေတာဖြစ်ပါတယ်။ကာဝေးအင်အားစုတွေဘက်ကလည်းအတက်ကိုလွတ်ပေးပြီးပြန်အဆင့်ကျမှစိတ်တိုင်းကြ VV ကျူဆိုင်ဖွင့်ပြမယ်အနေထားဖြစ်ပါတယ်။ယနေ့မနေ့မှာတော့ဗရန်တန်နဲ့ဗရန်လန်းစုံမှာစစ်ကောင်စီစစ်သားတွေဟန်ရေးပြနေတာကိုတွေ့ရပါတယ်။မနေ့အစောပိုင်းတုန်းကလည်းပြင်းဝဖျားတောင်စစ်စခန်းကနေ120မမအမြောက်ကြီးနဲ့လေးလုံးပြစ်ခတ်တိုက်ခိုက်ထားခဲ့ပါတယ် ဝက်စာချင်းကြေးရွာအရှိဘက်မီတာ900ခန့်မှာကြားရောက်ပောက်ကွဲခဲ့ပြီးအထိကိမရှိခဲ့ဘူးဖြစ်ပါတယ်။မနေ့ဆယ်နာရီဝင်းကျင်ကစပြီးဝက်စာချင်းရွာဝင်းကျင်မှာဖြစ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဆက်တနာရီထိုးကနီးမှာတော့တိုက်ပွဲရပ်တန့်သွားပြီးအပေါင်းအနှုံမတိရသေးဘူးဖြစ်နေပါတယ်။ရွာထဲမှာတော့တင်အားစီစစ်ဆဲစစ်ကြောင်းတစ်ခုအခြေပြုနေတာရှိပါတယ်။မြို့ဝကျွန်တော်ဒေတာအင်ကဘူးနဲ့လေးမျက်နှာမြို့နယ်အဆက်ကို ဂျမန်လင်းကြသကောင်ချိန်မှာလေချောင်းကနေဘုံကျဲတက်ခိုက်မှုပြုလုပ်ထားပါတယ်။ကာဝေးအင်အားစုတွေဘက်ကအထိကိမရှိပေမဲ့ဒေတာလန်တွေအခြေအနေကိုတော့အစည်းအဝေးနေသေးတာဖြစ်ပါတယ်။စိုက်ပွဲပြင်းထန်နေတဲ့ငတိုင်းချောင်းမြို့နယ်တဲကိုပတိန်ကရင်နံကိုစီဝင်ကြီးချုပ်ခီးစဉ်တစ်ခုယနေ့မနေ့မှာရှိခဲ့ပါတယ်။ဘိုးတိုင်းနောက်ချမ်းမှာကာဝေးအင်အားစုတွေရဲ့တိုက်ကွက်ဖော်ဆောင်မှုတွေခက်စိတ်စိတ်တွေ့နေရပါတယ်။ရန်ကုန်ပြည်လမ်းတစ်လျှောက်ကစစ်ကောင်စီရဲ့စခန်းတွေကိုတစ်ခုပြီးတစ်ခုစီးနင်းတိုက်ခိုက်နိုင်ခဲ့သလို စစ်ကူစစ်ကြောင်းတွေကိုကြားပြတိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်စစ်တပ်ရဲ့ညီရင်စစ်ကြောင်းတွေကိုလက်နက်ခဲယမ်းချင်းတူပါကတိုက်ရတိုက်ခိုက်ရမခက်ဘူးဖြစ်ပါတယ်သူတို့ရဲ့ခံစစ်စခန်းတစ်ခုကိုရောင်ရတိုက်ပေးပါစစ်ကူစစ်ကြောင်းတွေအမောတကောနဲ့ကတော်ကမျိုးလာနေစေအဓိကတိုက်စစ်နဲ့ကြားပြတိုက်ခိုက်ပေးနေရုံပဲဖြစ်ပါတယ်တချို့စစ်ကြောင်းတွေကြတော့လည်းနှက်ပါတယ်သူတို့ကတော့ပြစ်ခတ်ပြီးထိတွေ့မှုဖြစ်တယ်ဆိုပြီးရှေ့ဆက်မတိုးတော့တာမျိုးလဲရှိပါတယ် အဲ့ဒါလို့ဆိုရင်လဲဂျောင်ပြတိုက်စစ်ကိုအဓိကတိုက်စစ်အဖြစ်ပြောင်းလဲလိုက်ရုံပဲဖြစ်ပါတယ်စစ်ကူစစ်ကြောင်းဟာစီးနှင်းတိုက်ခိုက်ပြီးလို့ပြန်လဲဆုတ်ခွာသွားပြီဆိုကမှတေချာပေါက်ရောက်လာမှာဖြစ်ပါတယ်ဆက်ရရင်ဗဟုတိုက်နောက်ချက်ဟာစစ်တောင်းမြေဝါနဲ့ AR တိုက်တဲ့ပေါင်ကူတကားတစ်ခုအဖြစ်အချက်ချာကြနေရာဖြစ်တဲ့ပြင်ရန်ကုန်တိုင်းထဲကဘာတကားခောက်နိုင်မဲ့အခွင့်အရေးရှိနေတဲ့ဆိုတာတွေ့နေရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် 按墨镜，按摩器。